ပထမအဆင့်မှာတော့အဲ့ဒီနောမ1000စီကရတဲ့နှုတ်ရည်အားလုံးကို အခြားနောမ900ကိုသာရွေးချယ်ပြီးတိုက်ကျွေးစီခဲ့ပါတယ်။မဟာဗမာကြီးကတော့အထက်ကောင်းကင်ရန်ကနေပြီးမမြင်ရတဲ့ ठी ဗျူတော်ကိုမိုးပြီးတော့နှုတ်စုံအိုးတဲ့ကိုအငြိအကြေးတွေမကြရအောင်လို့စောင့်ရှောက်ပေးနေခဲ့ခြင်းပါ။ရှင်ဖျားတပည့်တော်မောက်ကိုမှတ်မိပါရဲ့လားဖေ။တစ်ချိန်က နေရင်စရာမြေကန်းနဘေးကရောင်မင်းအောက်မှာ နိုးစွန်းအလှူကိုကတ်လူခဲ့တဲ့သူဇာတာပါဖေဟာမင်္ဂလာပါခင်ဗျာဟောတော်ရဲ့ဘဝဆိုတဲ့ YouTube channel လေးကနေပြီးကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများကိုဝမ်းမြောက်ဝမ်းသာနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတနေ့မှာတော့ကျွန်တော်ဟောတော်ဘာသာဝင်တွေအတွက်အလွန်တရာမှကျေးဇူးကြီးမားတယ်လို့သာသနာ့တမန်ရဲ့အရေးကြီးဆုံးအချိုးအကွေ့တစ်ခုမှာ အဓိကဇက်ဆောင်အဖြစ်ပါဝင်ခဲ့တဲ့အမျိုးသမီးတဦးရဲ့အကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီမှာကတော့တခြားလူမဟုတ်ပါဘူး။ဘုရားအလောင်းတော်ဒုက္ခရာစီရာကျင့်စဉ်တွေကိုဆွန့်လွတ်ပြီးနောက်မှာအသက်ဆက်နိုင်မှုအတွက် အာဟာရကို အလိုအဆုံးဖြစ်နေတဲ့အချိန်ချိန်ကပ်ရောက်ရှိလာပြီးတော့နုကနာဆုံးကိုဆက်ကပ်လူရန်ခဲ့တဲ့ဥယူဝေလာတော်တဲကတထေသမီးသူဇာတာပဲဖြစ်ပါတယ်ခင်ဗျာ။ဒီမှာရဲ့နုကနာဆုံးက တမန်အဟာရတခု မဟုတ်ခဲ့ပါဘူးအဲဒီဇွန်ကဘုရားအလောင်းတော်ကိုအလေအလတ်လန်းစင်ရဲ့မှန်ကန်မှုကိုတတ်သိပြခဲ့တယ်လို့မာနတ်ကို အောင်မြင်ပြီးတော့တပညုဒညာတော်ကိုရရှိဖို့အတွက် နောက်ဆုံးခွန်အားကိုပေးစွမ်းခဲ့တဲ့အားစီတစ်ခွက်လိုပါပဲဒါကြောင့်မို့လို့သူဇာတာရဲ့အလှကသာသနာမှာအဂဒဝိကဒါယိကမဆိုပြီးတော့ဧတတဘွယ်ဒုနဲ့တောင်ချီးမြှောက်ခံရတဲ့အထီးပါပဲအဲဒီလိုမျိုးတမိုင်းတွင်ရောက်တဲ့ အလှူဒါနာကြီးဖြစ်မြောက်လာတဲ့နောက်ခံအကြောင်းတရားတွေကဘာတွေလဲအဲ့ဒီလောက်အထိအားသေးပုံစံမျိုးဖြစ်သွားအောင်လို့သူဇာတာကဘလို့မျိုးဆုံးကိုချက်ပြုတ်ခဲ့တာလဲဆိုတော့ကိုဒီဗီဒီယိုလေးမှာကျွန်တော်တို့အတူတူကြည့်လိုက်ကြရအောင်ပါဒါကြောင့်မလို့ကျွန်တော်ရဲ့မိတ်ဆွေများအနေနဲ့လည်းအခုဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးလို့မြစ်တာရက်ခံပြရစေခင်ဗျာနေရင်စရာမြစ်ရဲ့တတင်းတွင်စီးစင်းနေတဲ့ရေစီးတံက ဒေနဏီကုံရွာကလေးကိုအမဲတစေလွှမ်းခြုံပြန့်နှံ့နေခဲ့ပါတယ်။အဲ့ဒီရွာကလေးကရွာသူရွာသားတွေကလည်းအဲ့ဒီမြေကမ်းပါကို အမေပြုတ်ပြီးတော့တောင်ရဆိုင်ပြုတ်ရေးလုပ်ငန်းကိုပဲရွာရဲ့အထက်ကစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ်လုပ်ကံနေကြပါတယ်။အဲ့ဒီလိုမျိုးငွေရောင်တစ်ဖိတ်ဖိတ်လက်နေတဲ့မြေရေပင်ရဲ့တစ်ဖက်ကမ်းမှာတော့ဦးယူဝေလာတော်ကြီးကလိုဝနှဆိုင်စော်နဲ့ပဲဒီရှိနေခဲ့ပါတယ်။အဲ့ဒီဦးယူဝေလာတော်ကြီးရဲ့တော်ဆက်နေရာ နေရင်စရာမြကန်းကလေးကနေပြီးလမ်းမြင်နေရတဲ့နေရာလေးမှာတော့အကိုင်းခတ်တွေနဲ့ဝေးစားနေပြီးတက်တန်းရှိနေပြီးဖြစ်တဲ့ညောင်ပင်ကြီးတပင်ကစိန်စိုအောင်မိုင်းစော်နဲ့ပဲပေါရောက်နေခဲ့ပါတယ်။အဲ့ဒီဒေနာဏီကုန်းရွာကလေးကတထေသမီးသူဇာတာရဲ့ရင်ထဲမှာလဲမျောလင်းချက်တစ်ခုကဂိမ်းအောင်နေခဲ့ပါတယ်။အိမ်တော်တစ်ခုရဲ့ပြည်စုံချင်းဆိုတာကသာသမီးယရနာဆိုတဲ့အသည့်နဲ့အတူတာဦးယရနာလေးကိုပိုင်ဆိုင်လို့တဲ့ သူမရဲ့တန်တာစိတ်တွေကလည်းနေစဉ်နဲ့အမျှကြီးထွားနေခဲ့ပါတယ်။အာဂူရမဲ့လိုခံစားနေရတဲ့အခါတိုင်းမှာသူမကအဲ့ဒီညောင်မင်းကြီးစီကိုရောက်လာတတ်ပါတယ်။ဒီနေ့မှာတော့ညောင်မင်းကြီးရဲ့အရေးအောက်မှာဒူးထောက်ရင်းမြေပြင်ကိုလက်နဲ့ထိပြီးတော့အာဂူတကြီးပဲဇူတောင်းခဲ့ပါတယ်။အိုးဤတပင်၌ဆံမြန်းတော်မူသောရုပ်ကဆုနမင်းကြီးဖျားတပည့်တော်မရဲ့ရင်ထဲကဆန္ဒကို ကြားသိတော်မူပါဖျား။ အကျွန်ုပ်မကအမျိုးကောင်းသားနဲ့ဖူးစာဆောင်ပြီးဒါကောင်ရတနာလေးထုံအပ်ခဲ့မယ်ဆိုရင်အရှင်နမင်းကြီးကိုအကောင်းဆုံးအမွန်မြတ်ဆုံးဖြစ်တဲ့နုကနာဆုံးနဲ့နှစ်စဉ်နှစ်တိုင်းလိုလိုကိုယ်တိုင်ကိုယ်ကျလာရောက်ပူဇော်ပါမဖျားဆိုပြီးတော့သူမရဲ့နှလုံးသားထဲကတစ္ဆာစကားကိုမို့ဟာခဲ့ပါတယ်။သူမရဲ့စူသောတန်က လေပင်နဲ့အတူညောင်မင်းကြီးစီကိုဈေးဝင်သွားခဲ့တယ်လို့ပါပဲ။ကံတရားကမျက်နှာသာပေးခဲ့တယ်လို့ဆိုရမလား။ မကြမီမှာပဲသူမရဲ့စူတောင်းတွေက အသက်ဝင်လာခဲ့ပါတယ်။တထေသာတဦးနဲ့လက်ဆက်ခဲ့ရပြီးချစ်စဖွဲကောင်းတဲ့ရတလို့ခေါ်တဲ့သားယတနာလေးတပောက်ကိုဝါမြင်လာတဲ့အခါမှာတော့သူ့ဇာတာရဲ့ဘဝကပျော်ရွှင်မှုတွေနဲ့ပြည့်ရှံသွားခဲ့ပါတော့တယ်။တစ္ဆာတီမဲတဲ့အမျိုးသမီးကောင်းပြီးပြီးဂတိကိုမမေ့တဲ့သူ့ဇာတာကကဆုံလာပြင်းရဲ့အာယုံဦးအချင်းမိုးသားရံမှာကြယ်ယောင်တွေမှေးမင်စပြုနေတဲ့အချိန်မှာပဲ နှုတ်ကနာဆုံးချက်ဖြုတ်ဖို့အတွက်ပြင်ဆင်ပါတော့တယ်။တကယ်တော့အဲ့ဒီဆုံးကိုချက်ဖြုတ်ဖို့အတွက်သူစာရာတထေသမီးကလာပေါင်းများစွာဂျိုတင်ပြင်ဆင်ထားခဲ့ခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်လည်းဆိုတော့သူမရဲ့အသက်နဲ့အမျှတန်ဖိုးထားရတဲ့ဒါယတနာလေးကိုပေးဆွမ်းခဲ့တဲ့နတ်မင်းကြီးကိုအကောင်းမွန်ဆုံးသောကျေးဇူးတုံ့ပြန်မှုကိုပြုကျင်တာကြောင့်ဖြစ်ပါတယ်။ဒါကြောင့်မို့လို့တော်ရုံလူမချက်ပြုတ်နိုင်တဲ့အစဉ်အတန်းမြင့်တဲ့နိုးစွန်းတစ်ခုကို ချက်ပြုတ်ဖို့ပြင်ဆင်ထားခဲ့ခြင်းပဲဖြစ်ပါတယ်။ဒူမကလာပေါင်းများစွာဂျိုတင်ပြင်ဆင်ပြီးတော့ဒူမရဲ့တထေးမျိုးရိုးပိုင်းကျဲပြန့်လှတဲ့နွားချံကြီးထဲမှာအကောင်းဆုံးမြခင်ပြင်တွေထဲမှာလွတ်လပ်စွာကျဆားခွင့်ရထားတဲ့ဂျမ်းမော်တန်ဆွမ်းပြီးနှုတ်ရည်အထွတ်ဆုံးနောက်မှအကောင်တထောင်ကိုအရင်ဆုံးရွေးချယ်ခဲ့ပါတယ်။ဒါကဒူမရဲ့မွန်မြတ်လှတဲ့ပူဇော်ပွဲရဲ့ပရမအူဆုံးမျိုးစေ့ချခြင်းဆိုရင်လည်းအမှားပါဘူး။အဲ့ဒီနောက်မှာတော့ ်အန်အိုးပွေကောင်းလောက်အောင်လို့ကိုစိတ်ရှည်ပြီးတော့အသေးစိတ်ကြတဲ့လုပ်ငန်းစဉ်ကြီးတစ်ခုလုံးကိုဒူမကိုတိုင်ပဲကြီးကြပ်ကိုကဲခဲ့ပါတော့တယ်ပထမအဆင့်မှာတော့အဲ့ဒီနောမတထောင်စီကရတဲ့နှုတ်ရည်အားလုံးကိုအခြားနောမ900ကိုသာရွေးချယ်ပြီးတိုက်ကျွေးစီခဲ့ပါတယ်ဒါကနှုတ်ရည်ရဲ့အာဟာရကိုအဆင့်တစ်ခုအနေနဲ့စူးစီးလိုက်ခြင်းပါပဲတမန်နှုတ်ရည်မဟုတ်တော့ပဲနှုတ်ရည်ရဲ့အစီအနှစ်ကိုတောက်သုံးထားတဲ့နောမတွေရဲ့နှုတ်ရည်ကို ရရှိဖို့အတွက်ပဲဖြစ်ပါတယ်။ဒုတိယအဆင့်အနေနဲ့အဲ့ဒီနောမ900စီကနေပြီးပြန်ညှစ်လို့ရတဲ့ပုံမူပြစ်ခဲပြီးတော့အာဟာရပြေးွားတဲ့နှုတ်ရည်တွေကိုနောက်ထပ်ရွေးချယ်ထားတဲ့နောမ250ကိုဆက်လက်တိုက်ကျွေးစီပြန်ပါတယ်။အဲ့ဒီအဆင့်မှာတော့နှုတ်ရည်တွေကပုံမူဆန်းအားကြီးမှနေပြီးအာဟာရဓာတ်တွေနဲ့လည်းပြည့်ရှံနေခဲ့ပါပြီ။အဲ့ဒီနီလန်အတိုင်းပဲ950ကနေပြီးတော့125 125ကနေပြီးတော့62စာတီဖြင့်အစင်းစင်းအနှစ်ချုပ်၍ကျွေးမွေးခြင်းပြန်လည်ညှိယူခြင်းတို့ကိုအကြိမ်ကြိမ်ပဲပြုလုပ်ခဲ့ပါတယ်။ဒါကနှုတ်ရည်ရဲ့အစွမ်းတတိတွေကိုတဆင့်ပြီးတဆင့်ဘုံမူအဟာရ ဖြစ်စေတဲ့ရေဟောင်းနီလန်တစ်ခုပါပဲ။နောက်ဆုံးမှာတော့နောက်မှတစ်ထောင်လုံးရဲ့အဟာရအစွမ်းထက် အနှစ်သာရတွေအားလုံးစုဝေးနေပြီးအလွန်အစွမ်းထက်မြတ်လာတဲ့နောက်မှရှစ်ကောင်သာကြံရှိပါတော့တယ်။အဲ့ဒီနောက်မှရှစ်ကောင်ကသူ့ဇာတာရဲ့အလှအတွက် တတွေးကြလိုမျိုးဖြစ်နေပြီးသူတို့ရဲ့ခန္ဓာကိုယ်ထဲမှာစီးစင်းနေတဲ့တို့ရေတွေကတာမန်တို့ရေမဟုတ်တော့ပဲအာဟာရအားသေးတစ်ခွက်လို့တောင်းမှတင်စားနိုင်တဲ့အခြေအနေကိုရောက်ရှိနေခဲ့ပါပြီ။အဲဒီလိုနဲ့ကဆုံလပြည့်နေ့မနက်ခင်းမှာတော့ပဝင်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန်မှာပဲသူဇာတာကတန်ဆင်တဲ့အဝတ်အစားကိုဝတ်ဆင်ပြီးစိတ်ကိုတည်ငြိမ်စွာထားပြီးတော့အဲဒီနောက်မှရှစ်ကောင်ရှိရာစီကိုသွားခဲ့ပါတော့တယ်။သူမရဲ့လက်ထဲမှာတော့ ရွှေကတ်တစ်ခုကိုကန်ဆောင်ထားခဲ့ပါတယ်။ဒူမကနောင်မတကောင်ရဲ့နှုတ်အုံအောက်မှာရွှေကတ်ကိုထားလိုက်တဲ့အခါမှာတော့ဒူမလက်နဲ့ညှစ်ယူဖို့မကြိုးစားရသေးခင်မှာပဲနှုတ်အုံထဲကနှုတ်ရည်ဖြူတွေကငွေရောင်စမ်းကြောင်းလိုမျိုးသူ့အလိုလိုပဲရွှေကတ်ထဲကိုဒလဟောစီးစင်းကျနေခဲ့ပါတယ်။ဒါကလောကတဲ့တစ်ခုလုံးကဒူမရဲ့မုံမြတ်တဲ့စေတနာကိုသာဓုခေါ်နေကြောင်းပြသလိုက်တဲ့ပထမအဦးဆုံးသောနမိတ်ထူးတစ်ခုပါပဲ။ဒူမရဲ့လက်တွေက နှုတ်ရည်ကိုညှစ်နေတာမျိုးမဟုတ်ဘဲနဲ့သူမရဲ့နှလုံးသားထဲကမေတ္တာတရားနဲ့သစ္စာတရားတို့ကိုနှုတ်ရည်ထဲကိုပေါင်းဆက်ထည့်သွင်းနေခြင်းသာဖြစ်တယ်ဆိုပြီးတော့ခံစားနေခဲ့ရပါတယ်။အဲဒီလိုနဲ့အစွန်းထက်မြက်လာတဲ့နှုတ်ရည်စစ်စစ်ကိုရရှိပြီးတဲ့နောက်မှာတော့သမိုင်းမှာအကြီးအကျယ်ဆုံးသော အလှူတစ်ခုဖြစ်လာမဲ့နှုတ်ကနာဆုံးကိုချက်ပြုတ်ဖို့အတွက်ကိုသူမအစဉ်သင့်ဖြစ်နေခဲ့ပါပြီ။အဲဒီလိုမျိုးအစွန်းထက်မြက်လာတဲ့နှုတ်ရည်စစ်စစ်ကိုရရှိပြီးတဲ့နောက်မှာတော့ သူဇာတာကချက်ပြုတ်မဲ့နေရာကို အထုတလဲပြင်ဆင်ခဲ့ပါတယ်။ဒါကတမန်မီးဖို့ကြောင့်မဟုတ်တော့ဘဲနဲ့သူမရဲ့ဘဝတစ်လျှောက်လုံးကစူဆောင်းခဲ့တဲ့သရတရားတွေကိုပုံဩထားတဲ့မုံမြတ်တဲ့နေရာတစ်ခုဆိုရင်လည်းမမှားပါဘူး။သူမကမြေဟိုးအသစ်ဆက်ဆက်မိဖို့အသစ်ဆက်ဆက်ကိုတန်ရှင်းစင်ကြယ်စွာပဲစေကြောပြီးတော့နေရာချထားလိုက်ပါတယ်။သူမရဲ့ကြည်လင်တန့်စင်နေတဲ့စိတ်နဲ့အတူနှုတ်ရဖြူတွေကိုရွှေကထဲကနေပြီးတော့မိဖို့ဘော်ကမြေဟိုးတဲ့ကို ်ပြင်းရင်စွာပဲလောင်းထဲလိုက်ပါတယ်။နှုတ်ရည်တွေကပိုးသားလူမျိုးဖြူဖွင်းနူးညံ့နေပြီးတော့အိုးတွေကိုစီးဝင်သွားပြီးတဲ့အခါမှာတော့ဒူမကမိဖို့ကိုမိမွှေးဖို့အတွက်ပြင်ဆင်လိုက်ပါတော့တယ်။ဒါပေမဲ့အဲ့ဒီအခါမှာတော့အလွန်အံ့ဩစရာကောင်းတဲ့မြင်ကွင်းတစ်ခုက ဖြစ်ပေါ်လာခဲ့ပါတော့တယ်။ဘယ်ကမှမသိတဲ့မိစားလေးတစ်ခုကသူ့အလိုလိုပေါ်လာခဲ့ပြီးထင်းတုံးတွေကြားမှာရှဲကနဲ့အတန်လေးနဲ့အတူမိတောက်တစ်ခုအဖြစ်စတင် ဖြစ်ပေါ်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့ရတောင်နဲ့ခက်ဆရာမလို့ပဲမိတောက်တွေကရွှေကြပန်းတပွင့်လိုမျိုးရုတ်တရက်ပွင့်အားသွားခဲ့ပါတယ်။အဲဒီမိတောက်တွေကတမန်မိတောက်တွေလိုမျိုးအနီရောင်အဝါရောင်တွေရော့ရှက်နေခြင်းမရှိဘဲနဲ့စင်ကြယ်တဲ့ရွှေအစင်းလိုမျိုးတဏီတညာတဲ့ပဲတောက်ပနေခဲ့ပါတယ်။ဒါကသူမရဲ့စေတနာကိုအတိမတ်ပြုတဲ့နမိတ်ထူးတစ်ခုပါပဲ။သူဇာတာရဲ့ရင်ထဲမှာအံဩခြင်းနဲ့အတူကြည်နုမှုတွေက လိုင်းလုံးတွေလိုမျိုးရိုက်ခတ်သွားတဲ့နောက်မှာတော့နောက်ထပ်ထူးခြားမှုတွေကတခုပြီးတခုဇက်တိုက်ဆိုသလိုပဲပေါ်ပေါက်လာခဲ့ပါတော့တယ်။အဲ့ဒီနိုဆုံအိုးကမိရဲ့အရှင်ကြောင့်ပူလာပြီးတော့ဇူပွက်လာတဲ့အခါမှာတော့ပိုပြီးတော့အံဩစရာကောင်းတဲ့မြင်ကွင်းကိုတွေ့မြင်ခဲ့ရပြန်ပါတယ်။နိုဆုံတွေကအိုးရဲ့အလဲဘဟုကနေပြီးပလဲလုံးတွေလိုမျိုးကြည်လင်တဲ့ဘူပေါင်းလေးတွေထလာပြီးတော့အဲ့ဒီဘူပေါင်းလေးတွေအားလုံးက လက်ရာရစ်လှက်ပတ်ပြီးတော့ဇူပွက်နေခဲ့တာပါပဲအဲ့ဒါကလောကရဲ့အကောင်းမြတ်ဆုံးသောနမိတ်လက္ခဏာတစ်ခုဆိုရင်လဲမမှားပါဘူးအဲ့ဒီလိုပြင်းထန်စွာဇူပွက်နေခဲ့ပေမဲ့နိုးစွန်းတွေကတစ္ဆက်ကလေးတောင်မှအိုးအပြင်ကိုရှံကြခြင်းဆင်ထွက်ခြင်းတောင်မှမရှိခဲ့ပါဘူးအိုးရဲ့နှကန်းဝါမှာအရာအားလုံးကတည်ငြိမ်နေပြီးတော့ထိန်ချုပ်ထားတဲ့ဆွမ်းအားတစ်ခုကစောင့်ရှောက်နေခဲ့တယ်လို့ပါပဲအဲ့ဒီထက်ပိုပြီးထူးခြားနေတာကတော့မိဖို့တွေကနေပြီးတော့ မိတွေတောက်လောင်နေခဲ့ပေမဲ့မိကူငွေတွေက တစ်စက်မှတော့ထွက်မလာခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲသူ့ဇာတာကမျက်စိနဲ့မမြင်ရပေမဲ့သူ့ရဲ့နှလုံးသားထဲမှာတော့ငါရဲ့အလှကိုနတ်မြမာတွေကဝိုင်းဝန်းပြီးတော့စောင့်ရှောက်နေကြတယ်ဆိုတဲ့အသည့်ကို သူ့ရဲ့နှလုံးသားနဲ့ကန်စားသိရှိနေခဲ့ပါတယ်တကယ်တမ်းမှာတော့သတုမဟာယာနမင်းကြီးလေးပါးကအရက်လေးမျက်နှာကနေပြီးမိဘကို အန္တရာယ်မကျရောက်အောင်လို့ ကာကွယ်စောင့်ရှောက်ပေးနေကြတာပါ။တရားမင်းကိုယ်တိုင်ကလည်းမိရဲ့အရှိန်ကိုမယောမတင်ဖြစ်အောင်လို့နှုတ်ဆုံးရဲ့အရာတော်မပြတ်ရွံ့အောင်လို့ဆိုပြီးတော့ထိန်းညှိပေးနေခဲ့ခြင်းပဲဖြစ်ပါတယ်။မဟာဗြမကြီးကတော့အထက်ကောင်းကင်ရန်ကနေပြီးမမြင်ရတဲ့ထီးပြူတော်ကိုမိုးပြီးတော့နှုတ်ဆုံးအိုးတဲ့ကိုအညစ်အကြေးတွေမကြောက်ရအောင်လို့စောင့်ရှောက်ပေးနေခဲ့ခြင်းပါ။အဲဒီလိုထူးကဲလွန်တဲ့နမိတ်တွေမမြင်ရတဲ့အဆောင်လျှောက်တွေကိုခံစားသိရှိနေရတဲ့သူဇာတာကဂျီနူးလွန်လာကြောင့် မျက်ရည်တွေတောင်မှဝဲလာတဲ့အထိပါပဲဒီနေ့တော့ငါရဲ့အလှကိုရုပ်ကဆိုးနမင်းကြီးကတကယ်ပဲနှစ်သက်တော်မူနေပြီဆိုတဲ့အတွေ့နဲ့အတူဒူမရဲ့စေစနာကအထုအထိတ်ကိုရောက်ရှိသွားခဲ့ပါတယ်ဒါကဒူမချက်ပြုတ်နေခြင်းမဟုတ်ဘဲနဲ့သာသနာတော်တစ်ခုလုံးရဲ့အုံမြစ်ကိုခြားနေခြင်းဖြစ်တဲ့အကြောင်းကိုတော့ဒူမကိုယ်တိုင်လည်းမသိကြရှာပါဘူးအဲဒီလိုနဲ့노ဆုံးကြက်တဲ့အခါမှာတော့အနံ့အရာတော်နဲ့ပြေဆုံးလွန်းတဲ့노ဆုံးကို ရွှေခွက်တစ်ထဲကိုအပြည့်ထည့်ရင်းဂျမရဲ့ဇူတောင်းပြီးခဲ့သလိုဤဆုံးကိုဖုံးပေးတဲ့အရှင်ရဲ့ဇူတောင်းအလုံးစုံလဲပြေဝါပါစေသာဆိုပြီးတော့မေတ္တာပို့ဇူတောင်းလိုက်ပါသေးတယ်။ဒါကနောက်တစ်ချိန်မှာတန်တရာကိုထိုးပုတ်တော့မဲ့ဇူတောင်းတစ်ခုဖြစ်လာလိမ့်မယ်ဆိုတာကိုဒူမကိုတိုင်တောင်မှသိခဲ့ဟန်မတူပါဘူး။အဲဒီလိုနဲ့အားလုံးပြင်ဆင်ပြီးသွားတဲ့အခါမှာတော့ဒူမရဲ့အစီကံမာလေးပုံနာကိုရောင်မင်းရင်းမှာတန်ရှင်းရတော်လို့ဖို့အတွက်ဇေလွတ်လိုက်ပါတော့တယ်။ အဲဒီလိုနဲ့ဒူမရဲ့အစီကံမာလေးပုံနာတယောက်ညောင်မင်ကြီးရဲ့အရေးအဝါဒအောက်ကိုရောက်ရှိသွားတဲ့အခါမှာတော့အံဩစရာကောင်းတဲ့မြင်ကွင်းတစ်ခုကိုမြင်တွေ့လိုက်ရပါတော့တယ်။အဲဒါကတော့ညောင်ပင်အောက်မှာတရားထိုင်နေတဲ့ပုဂ္ဂိုလ်တဦးကို ရင်သက်ရှူမောစရာကောင်းလောက်အောင် တွေ့လိုက်ရတာပါပဲ။ချောင်းနှစ်တာလုံးလုံးဒုက္ခရစီရာရဲ့အမှတ်သားတွေကြောင့်ခန္ဓာကိုယ်ကပိန်လီနေခဲ့ပေမဲ့သူ့ရဲ့ကိုယ်တွင်အစက်တက်ကနေပြီးတော့တောက်ပတဲ့ရွှေရောင်အလင်းနှန်းတွေက အဝင်းကျင်တစ်ခုလုံးကိုလွှမ်းခြုံနေခဲ့ပါတယ်။အစီကံမာလေးကအဲ့ဒီမြင်ကွင်းကိုအံဩခြင်းတွေကြီးညိုခြင်းတွေနဲ့ရောပြွန်နေတဲ့ခံစားမှုတွေနဲ့အတူငါတို့ရဲ့ရုပ်ကစိုးနတ်မင်းကြီးကလူပြီကိုကိုယ်တိုင်ဆင်းပြီးတော့အလူခံဖို့စောင့်နေတာပဲဆိုပြီးတော့တတိချယုံမှတ်သွားခဲ့ပါတော့တယ်။အဲ့ဒီလိုနဲ့တခင်မသူ့ဇာတာစီကိုအသက်ပင်မရှူနိုင်အောင်ပဲပြီးတော့ပြန်လာပြီးတော့အရှင်မဖျားအရှင်မဖျားဝမ်းမြောက်တော်မူပါဖျား အရှင်နမင်းကြီးကိုယ်တိုင်တခင်မကိုစောင့်မျှော်နေပါပြီဖျားဆိုပြီးတော့လျှောက်တင်လိုက်ပါတော့တယ်။အဲ့ဒီတရင်စကားကသူ့ဇာတာရဲ့နှလုံးသားကိုကြည်နူးမှုတွေနဲ့အတူလှုပ်ခတ်သွားစေခဲ့ပါတယ်။သူ့ဇာတာလည်းအကောင်းဆုံးသောဝိယုံကိုဆင်မြန်းပြီးနှုတ်ဆုံးပြည့်ရှင်နေတဲ့ရွှေကတ်ကိုဦးကောင်းထပ်မရွက်ပြီးတော့ညောင်မင်းကြီးရှိရာစီကို ထွက်လာခဲ့ပါတော့တယ်။အဲ့ဒီလိုနဲ့ညောင်မင်းအောက်ရောက်တဲ့အခါမှာတော့သူမရဲ့အစေခံမလေးပုံတော့ပြောသလိုပဲ ။ညောင်ပင်အောက်မှာရောင်ကြီးတော်တွေနဲ့ထိုင်နေတဲ့ဘုရားအလောင်းကို မြင်တွေ့လိုက်ရပါတယ်။အဲ့ဒီအခါမှာတော့သူမကလည်းနမင်းကြီးဆိုပြီးတော့အချင်းမဲ့ယုံကြည်သွားခဲ့ပြန်ပါတယ်။ယူသေးတော်နဲ့ချင်းကပ်ပြီးရွှေခွက်ကိုလက်နှစ်ဖက်နဲ့ဆက်ကပ်ပြီးတော့ရှင်နမင်းကြီးဘုရား ကျမရဲ့စူတောင်းတွေပြေဝခဲ့တယ်လို့အရှင်ရဲ့အလိုဆန္ဒတွေလည်းပြေဝပါစေဗျာ။ဤနူဆုံးကိုအလူကံတော်မူပါဗျာဆိုပြီးတော့ရှောက်တင်လိုက်ပါတော့တယ်။ဒီမရဲ့စေတနာက ရုပ်ကဆုနမင်းကြီးကိုယီမှန်းခဲ့ပေမဲ့သူမရဲ့ကံတရားကတော့တန်တရားကိုထူဖောက်မဲ့ဘုရားအလောင်းစီကိုတိတိကျကျညွန်ပြနေခဲ့ပါတယ်။ဘုရားအလောင်းတော်ကအလှကိုတိတ်ဆိတ်စွာလက်ခံတော်မူပြီးတဲ့အခါမှာတော့သူဇာရာကငါရဲ့အလုပ်ပြီးပြီငါရဲ့အလှတန်းအောင်မြင်ပြီဆိုတဲ့ဂျေနတ်အောင်မြင်ခြင်းပိဋိတွေနဲ့အတူနောက်လှည့်မကြည့်ဘဲနဲ့အိမ်ကိုပဲပြန်ခဲ့ပါတော့တယ်။အဲဒီလိုနဲ့ရန်အနှဲငယ်ကြားတဲ့နောက်မှာတော့နေရင်စရာမြကန်းပေးမှာ တိတ္တတမင်းသားလေးကတပညုဒညာတော်ကိုရရှိပြီးဖျားဖြစ်တော်မူပြီးဆိုတဲ့တရင်ကောင်းကလေပြည်နဲ့အတူတရားလုံးကို ပြန့်နှံ့သွားခဲ့ပါတော့တယ်။အဲ့ဒီတရင်ကိုကြားလိုက်ရတဲ့အခါမှာတော့သူ့ဇာတာရဲ့ရင်ထဲမှာဒိန်ကနေနေအောင်လို့လှုပ်ခတ်သွားခဲ့ပါတယ်။သူ့နှုတ်ဆုံးကတ်ခဲ့တဲ့နေရာ သူ့နှုတ်ဆုံးကတ်ခဲ့တဲ့အချိန်နဲ့အဲ့ဒီရောင်ကြီးတော်ပန်ရှင်ရဲ့ပုံရိပ်ကိုပြန်မြင်အောင်လိုက်တဲ့အခါမှာတော့"အော်ငါလှူခဲ့တာကရုပ်ကဆိုးနဲ့မဟုတ်ဘူး" ဘုရားအလောင်းတော်ကိုဆိုတဲ့အတိတ်ကသူ့ရဲ့တကူလုံးကိုလက်စည်းချောင်းတစ်ခုလိုမျိုးဖြတ်ပြေးသွားပြီးတော့ဒုံလှုပ်စေခဲ့ပါတယ်။သူမရဲ့မဟာကုသိုလ်အတွက်ခံစားလိုက်ရတဲ့ဝမ်းမြောက်ပီတိကကဘာပေါ်ကဘေးရတနာနဲ့မှနှိုင်းရှင်လို့မရလောက်အောင်မျိုးကြီးကျယ်ခံနာခဲ့ပါတယ်။အဲဒီလိုနဲ့အချိန်ကာလတွေကမြေရေစီးတလိုမျိုးရွရွရကုန်လွန်သွားခဲ့တာပေါ့။သူဇာတာရဲ့ဘဝကလည်းတာယာဇာနဲ့ပဲလဲပတ်နေခဲ့ပြီးသူ့ရဲ့သားလေးယတဟာလည်း အရွယ်ရောက်လာခဲ့ပါပြီ။ဒါပေမဲ့သူမရဲ့နှလုံးသားထဲမှာတော့တနေ့နေ့မှာတော့အဲ့ဒီမဟာပုပ်ကူမြတ်ကို ပြန်လဲဖူးတွေ့ခြင်းနဲ့မျောလင့်ချက်လေးကတော့မိခဲ့ပြဖုံးလိုမျိုးနှွေထွေးစွာနဲ့ပဲဂိမ်းအောင်နေခဲ့ပါတယ်။အဲ့ဒီလိုနဲ့နေရတွေဖြတ်တန်းလာပြီးတနေ့တော့အခါမှာတော့သူဇာတာရဲ့မျောလင့်ချက်တွေကအမှန်တကယ်ပဲဖြစ်လာခဲ့ပါတယ်။မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးကဒါဝတိရဇဂျူစတဲ့မျိုးကြီးတွေမှာ တရားဓမ္မတွေဟောကြားပြသပြီးတဲ့အခါမှာတော့ဒူမတို့ရဲ့ဥယူဝေလာတော်ကဒေနနီကုံးရော်ကလေးစီကိုတဖန်ပြန်လဲကြွချီတော်မူလာခဲ့ပါတယ်။အဲဒီအခါမှာတော့အလွန်တရာတပ်ပယ်စရာကောင်းတဲ့ဒံဃာတော်တွေနဲ့အတူရွှေအစင်းလိုဝင်းပေါနေတဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုရောသူရောသားတွေကအံဩကြည်ညိုစွာနဲ့ဝိုင်းအောင်ဖူးမြော်နေခဲ့ကြတာပေါ့။လူအုပ်ကြားတွေကနေပြီးသူ့ဇာတာလဲလမ်းမြော်ကြည့်လိုက်တဲ့အခါမှာ အရင်ကလိုမျိုးပင်လှီနွမ်းနေနေတဲ့ရသေးအသွင်မဟုတ်တော့ဘဲနဲ့လာပြေဝင်းလိုကြည်လင်ဝင်းပပြီးမေတ္တာကရုဏာတော်တွေဖြာထွက်နေတဲ့မျက်နှာတော်ကိုဖူးတွေ့လိုက်ရပါတော့တယ်။အဲ့ဒီအခါမှာတော့သူမရဲ့မျက်လုံးတွေထဲမျက်ရည်တွေနဲ့ပြေရှင်သွားခဲ့ပါတော့တယ်။အဲ့ဒီနောက်မှာတော့သူမကလူအုပ်ထဲကိုတိုးဝှေ့ပြီးတော့မျက်စောဖျားရဲ့ရှေးမောက်တော်ကိုရောက်အောင်သွားခဲ့ပါတယ်။ပြီးတဲ့အခါမှာတော့ကြည်ညိုမျက်နှိုးစိတ်တွေအပြည့်နဲ့မြေမဝှေ့သွားရင်းနဲ့ ရှ िख ိုးဥချကတော့လိုက်ပါတော့တယ်။ရှင်ဖျားတပည့်တော်မောက်ကိုမှတ်မိပါရဲ့လားဖျား။တစ်ချိန်က နေရင်စရာမြေကန်းနှစ်ဘေးကညောင်မင်းအောက်မှာနိုးစွန်းအလှကိုကတ်လူခဲ့တဲ့သူဇာတာပါဖျား။အဲဒီလိုမျိုးရှောက်တင်လိုက်တဲ့အခါမှာတော့မြတ်စွာဘုရားရှင်ကဂိယူနာတော်အပြည့်နဲ့ပြောင်းတော်မူပြီးမိန်ကြားတော်မူလိုက်ပါတယ်။ခြေသမီးသူဇာတာငါဖျားကောင်းစွာမှတ်မိတော်မူပါတယ်။သင်ပြုခဲ့တဲ့ကုသိုလ်ကဒါမှန်ကုသိုလ်မဟုတ်ဘူး။ အဲ့ဒီနိုဆုံးအာဟာရကိုအမိပြုပြီးငါဖျားကအနိုင်မဲ့ဓမ္မန္တဗုဒ္ဓဉာဏ်ကိုရရှိတော်မူခဲ့ပေတယ်။တင်ရကုသိုလ်ကသာသနာတော်မှာအစပြုခဲ့တဲ့မဟာကုသိုလ်တော်တစ်ခုပဲဖြစ်ပေတယ်။အဲ့ဒီလိုမျိုးဖျားရှင်ရဲ့အတိမတ်ပြုစကားကိုကြားလိုက်ရတဲ့အခါမှာတော့သူဇာတာရဲ့ပီတိကအတိုင်းထက်အလွန်ဖြစ်သွားခဲ့ပါတော့တယ်။အဲ့ဒီနောက်မှာတော့မြတ်စွာဘုရားရှင်က သူမရဲ့ရင့်ကျက်နေတဲ့ဉာဏ်ကိုသိမြင်တော်မူတဲ့အတွက် အမြိုက်တရားရည်အေးကိုတိုက်ကြွတော်မူခဲ့ပါတယ်။အဲဒီလို မြတ်စွာဘုရားတရားတော်ဟောကြားပြီးတဲ့အဆုံးမှာတော့သူဇာတာရဲ့နှလုံးသားထဲမှာတန်တရားတလျှောက်ကအမြင်မှမှုတွေကနေအောင်ကြည်မြင်လိုက်ရတယ်လို့မျိုးမြူကိုးတွေအကုန်လွင့်ပြဲသွားပြီးတော့သောတပန်အရိယာအဖြစ်တို့ရောက်ရှိတော်မူခဲ့ပါတယ်။အဲဒီလိုနဲ့ယောက်ျားစုနှမင်းကိုရီမှန်းပြီးလူရန်ခဲ့တဲ့အလူတစ်ခုကနေပြီးတော့တန်တရားကနေလွတ်မြောက်ရလွတ်မြောက်ကြောင်းတရားထုကိုနာကြားခွင့်ရခဲ့တဲ့သူဇာတာက ဘုရားရှင်ရဲ့သာသနာတော်မှာ ထာဝရမောကွန်းထုတ်ရစ်မဲ့အမျိုးသမီးကောင်းတူလဲဖြစ်ခဲ့ပါတော့တယ်ခင်ဗျာကမိတ်ဆွေတို့ရေဒါကတော့ဘုရားဘာသာအခန်းကဏ္ဍမှာနေရာတစ်တစ်လေးအခန်းတစ်တစ်လေးကနေပြီးတော့ပါခဲ့တယ်ဆိုပေမဲ့ဘုရားဘာသာဝင်တွေအတွက်အရန်ကိုကျေးဇူးကြီးမားလာတဲ့အမျိုးသမီးတယောက်ဖြစ်တဲ့သူဇာတာအကြောင်းပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒီသူဇာတာကမြတ်စွာဘုရားမဖြစ်ခင်ဘုရားအလောင်းဘဝမှာ ဖရာအဖြစ်ကိုရောက်တော်မူဖို့အတွက်အရေးကြီးတဲ့တောင်းနေရာတစ်ခုကနေပြီးတော့ပါဝင်ခဲ့တဲ့သူဆိုရင်လည်းမမှားပါဘူးအဲ့ဒီသူဇာတာနှုံဆုံးကတ်လူခဲ့တာကိုဗုဒ္ဓဘာသာဝင်တော်တော်များများကတည်ကြပေမဲ့ပြန်လဲစုံခဲ့လားဆိုတဲ့အကြောင်းမှာတော့ဇဝေဇဝါဖြစ်တတ်ကြတာကြီးပါပဲဒါကြောင့်မလို့အဲ့ဒီအကြောင်းကိုစဉ်းစားမိရင် အခုလိုမျိုးဗုဒ္ဓဘာသာကိုပူဇော်တဲ့ဓမ္မကိုမြတ်လို့တဲ့ဗီဒီယိုတစ်ခုဖြစ်လာရပါတယ်ခင်ဗျာဒါကြောင့်မလို့အခုကျွန်တော်ရဲ့ဗီဒီယိုလေးကို ကြိုက်နှစ်သက်တဲ့ဆိုရင်ဖြင့် like လုပ်ပေးပြီးတော့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးကြပါဦး။ဒါအပြင်ဗုဒ္ဓဘာသာပြန်ဝထွန်းကားလာရေးအတွက်ကျွန်တော်ရဲ့ channel လေးကိုအတိမိတ်ဆွေတွေကိုမျှဝေခြင်းနဲ့ကူညီအားပေးကြပါအောင်ခင်ဗျာ။ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအားလုံးကိုစိတ်နှပြချမ်းသာကြပါစေခင်ဗျာ။